မြန်မာနိုင်ငံမှာနမဲကြီးမင်းသမီးဖြစ်ပေမဲ့လည်းအမေရိကန်နိုင်ငံမှာတော့ပုံနှိပ်တိုင်းမှာအလုပ်ဝင်လုပ်နေရတဲ့အစိုးမျက်နှာတောင် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စိုးမျက်နှာကြာကတခက်တခါတော့ကနမဲကြီးရဲ့မင်းသမီးတယောက်ဖြစ်ခဲ့တဲ့သူပါ။စီဝါရေးအလုပ်တွေကိုပဲအာရုံစိုက်ပြီးတော့လုပ်နေတဲ့စိုးမျက်နှာကြာကအမှုပညာအလုပ်တွေကိုမလုပ်ဖြစ်တော့တာအရန်ကိုကြာမြင့်နေပြီဖြစ်ပါရယ်။စိုးမျက်နှာကြာကအဆိုတော်ဖြိုးကြီးနဲ့လက်ထက်ပြီးရနောက်ပိုင်းမှာတားလေးမြတ်တော်မအောင်မွေးဖွားခဲ့ပါရယ်။သူတို့နှစ်ယောက်ကသဘောထားချင်းမတိုက်ဆိုင်တော့လို့လမ်းခွဲခဲ့ကြပြီးတော့စိုးမျက်နှာကြာတယောက်သေးကပဲတားကိုစောင့်ရှောက်ခဲ့ပါရယ်။ ။ဆိုမြနာတာကနမည်ကြီးမင်းသားဖြစ်တဲ့စိုးသူနဲ့လက်ထက်ပြီးတဲ့နောက်မှာလည်းမြတ်တော်မောင်ရဲ့ပညာရေးကိုဦးစားပေးခဲ့ပါရယ်။မြတ်တော်မောင်ကမြန်မာနိုင်ငံမှာ IGCSE ကိုတောင်မှပြီးဆုံးသွားပြီးတော့ American နိုင်ငံမှာတက္ကသိုလ်တက်ရောက်နေပါရယ်။ဆိုမြနာတာနဲ့စိုးသူကမြတ်တော်မောင်နဲ့အတူ American နိုင်ငံမှာလိုက်နေပြီးပညာရေးအထွက်စိတ်မပူရအောင်စောင့်ရှောက်နေပါရယ်။ San Francisco မှာနေထိုင်တဲ့ဆိုမြနာတာကသူ့သားကြောင်းတက်နေတဲ့အချိန်မှာသူကပုံလေးတိုင်းမှာအချိန်ပိုင်းအလုပ်ကို ဝင်လုံနေပါတယ်။ဆိုမြနန္ဒာကတာဖြစ်သူចောင်းသွားရင်အားလက်နေပြီးတော့အမေရိကန်နိုင်ငံမှာနေထိုင်ရင်လည်းအလုပ်လုပ်ဖို့မဖြစ်မနေလိုအပ်လာတာကြောင့်ပုံနှိပ်တိုင်းမှာအချိန်ပိုင်းအလုပ်ကိုလုပ်နေသူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအကယ်ဒမီရထားတဲ့ရုပ်ရှင်မင်းသမီးဖြစ်ပေမဲ့လည်းနိုင်ငံသားရောက်တဲ့အချိန်မှာတော့အလုပ်ကိုမရွေးဘဲနဲ့ဒါဖြစ်သူကိုစောင့်ရှောက်ရင်းနဲ့အချိန်ပိုင်းအလုပ်လုပ်နေရပါတယ်။ဆိုမြသူစာကတော့မြန်မာနိုင်ငံကိုချစ်တာကြောင့်အမေရိကန်နိုင်ငံမှာကြာကြာမနေနိုင်ပဲပြန်လာပြီးတော့ဆိုမြနန္တာကတော့ အမေရိကန်နိုင်ငံမှာပဲပျော်နေတာဖြစ်ပါတယ်။ဇိုးမြန်နန်ဒါရဲ့ခင်ပွန်းဖြစ်တဲ့စိုးသူကလည်းအမေရိကန်နိုင်ငံမှာပဲနေထိုင်ပြီးအလုပ်လုပ်နေပါတယ်။ဇိုးမြန်နန်ဒါကသားဖြစ်သူရဲ့ပညာရေးကိုဦးစားပေးပြီးနိုင်ငံသားမှာပဲနေထိုင်တော့မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုတော့တခါတရံမှသာပြန်လာတော့မှာပါ။ဇိုးမြန်နန်ဒါရဲ့သားဖြစ်တဲ့မြတ်သောမောင်ကလွန်ခဲ့တဲ့လပိုင်းကတော့ဓပုံလေးတွေပေါ်ထွက်လာခဲ့ပူပါတယ်။သူ့ရဲ့တူရဲသောသားလေးမြတ်သောမောင်ကနွဲ့နွဲ့နှောင်းပုံလေးတွေကြောင့်ပရိသတ်တရားပါဇက်ဟောင်းသားဖြစ်ခဲ့ရပါတယ်။မြတ်သောမောင်က တချိန်ကအစိုးမျက်နှာတော်မင်းသမီးဖြစ်စားကသပင်ပုံစံလေးအတိုင်းညှက်ထားပြီး အမေနဲ့ရုပ်ချင်းအရင်ဆင်တူတဲ့အပြင်ဝေစာပွင့်ဖူးလှသွေးကျွနေလို့အံ့အားတင့်သွားခဲ့ရပါတယ်။စိုးမျက်နှာငငယ်တော်ကထားခဲ့တဲ့သပင်ပုံစံအတိုင်းဒပုံစံလေးဖြစ်နေပြီးတော့ပြီးတဲ့နေထိုင်တို့ကြောင့်မြတ်တော်မောင်မဟုတ်ရဲ့လားလို့မယုံကြည်ခဲ့ကြပါဘူး။စိုးမျက်နှာကတော့တဦးရဲသောသားလေးကိုချစ်မဝဖြစ်နေခဲ့ပြီးတော့ပညာရေးမှာထူးချွန်တာကြောင့်ချစ်မဝလည်းဖြစ်နေပါတယ်။မြတ်တော်မောင်ကအမှုပညာမှာလည်းဝါသနာပါသူဖြစ်ပြီးတော့စိုးမျက်နှာကသူဖြစ်ချင်တဲ့အရာတွေကိုပံ့ပိုးပေးသွားကြတာကြောင့်အမေရိကန် င်ငံအထိပါလိုက်ပါစောင့်ရှောက်နေတဲ့သူဖြစ်ပါရယ်။စိုးသူရဲ့ပထမအိမ်တော်ကလည်းအမေရိကန်နိုင်ငံမှာနေထိုင်တာဖြစ်ပေမဲ့စိုးသူကတော့အစိုးမျက်နှာတိုင်းရဲ့သားလေးကိုအချစ်ပုံနေခဲ့ပါရယ်။စိုးသူရဲ့သမီးလေးကကိုအားကိုကိုပြီးတော့တက္ကသိုလ်မှာပညာသင်စုတွေကိုရယူကာကျိုးစားနေပါရယ်။တနိုင်ငံနဲ့ဖြစ်ပေမဲ့စိုးသူရဲ့သမီးလေးကလည်းပညာရေးမှာထူးချွန်တာကြောင့်မိခင်ဖြစ်သူကဂုဏ်ယူနေရပါရယ်။စိုးမျက်နှာတိုင်းကလည်းအားချမခံသူ့သားလေးကိုပညာရေးမှာထွန်းပေါက်စေချင်လို့အမေရိကန်နိုင်ငံမှာပြောင်းရွှေ့နေထိုင်ပြီးတော့အချိန်ပိုင်းအ င်းလုပ်ကိုတောင်ဝင်လုပ်ပြီးတော့မိခင်မြတ်တာကိုပြသနေတာပါ။ဇကာရီမယိုင်ဖြစ်တော့ပဲနဲ့အမေရိကန်နိုင်ငံပုံနေတိုက်တစ်ခုမှာအလုပ်ဝင်လုပ်နေတဲ့စိုးမျက်နှာအနန္တာအပေါ်မှာပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။